လိမ့်ဆက်ဆန်ရတာကိုသဘောကျပါသလားဘလို့ပုံစံလိမ့်ဆက်ဆန်ရတာကိုနစ်သက်ပါသလဲလိမ့်ဆက်ဆန်ခြင်းကဘလို့ခံစားရပါသလဲစတဲ့မေဟိုနီကိုတီးရအောင်ဒါကိုနားထောင်ကြည့်ပါနော် channel ကို subscribe နှိထိုက်ခဲ့ကြအောင်နော်လိန်ဆွဲလက်မှုရဲ့ပတ်သက်ပြီးတည်တင်းတည်ထိုက်တဲ့အကြောင်းအရာအချက်လက်များစွာရှိပါရဲ့စိတ်ကြွစိတ်ကြယောဂရှိသူအများစုဟာစိတ်ကြွနေတဲ့အခြေအနေမှာအန်ဒီယေရှိရဲ့လိန်ဆက်ဆံမှုတွေပြုလုပ်မိတတ်ပါတယ်လိန်ဆွဲလက်မှုပြဿနာရှိသူတွေဟာ လင်းကိစ္စကိုပြင်းပြင်းထန်ထန်စိတ်ဝင်စားသူတွေသာဖြစ်တယ်ဆိုတဲ့အပေါ်ယံယူဆချက်ကတကယ်တော့တိကျမှုမရှိပါဘူးဒီပြဿနာရဲ့အဖြစ်အများဆုံးလက္ခဏာတွေကတော့မိမိကိုယ်ကိုမထိန်ချုံနိုင်ခြင်းမလိုအပ်အသည့်လိန်ဆိုင်ရာအပြုမှုများကိုမပြုလုပ်မိအောင်ကြိုးတင်ကာကွယ်တော်လည်းမအောင်မြင်ခြင်းအနုသဘောဆောင်သည့်နောက်ဆက်တွဲစိုးကျိုးများခံစားရခြင်းစိုးရိမ်ဖူးပန်ခြင်းဆွေကြခြင်းဥပဒေရေးရာပြဿနာများနဲ့ရင်ဆိုင်ရခြင်းမိမိတို့ရဲ့ ကြားမှလိန်စိမ့်နဲ့ပတ်သက်ပြီးရှုပ်ဖွေးမှုရှိနေသူတွေမှာထိန်းချုပ်ဖို့ခက်ခဲတဲ့လိန်ဆိုင်ရာအပြုတ်မှုတွေတွေ့ရတတ်ပါတယ်။ခလီးဘဝမှာလိန်အလွဲသုံးစားပြုရဲ့တားကောင်ထစ်ခဲရသူတွေဟာအရွယ်ရောက်လာတဲ့အခါသူတို့ရဲ့အတိတ်တန်ရာကို ဖုံးကွယ်ဖို့မတိစိရဲ့စေ့ဆော်မှုအရာအလွဲသုံးစားပြုတဲ့အပြုတ်မှုများကိုထပ်လဲထပ်လဲပြုလုပ်မိတတ်ပါတယ်။သူတို့ဟာဒဏ်ရာရဲ့နှုတ်ဆက်တွေစိတ်ဖိစီးဝေဒနာကိုခံစားနေတဲ့သူတွေလည်းဖြစ်ပါတယ်။ လိန်ဆွဲလမ်းမှုပြဿနာဟာအရက်နဲ့ဆေးဝါးအလွဲသုံးစားပြုသူတွေမှာနီလက်နှမျိုးနဲ့ဖြစ်ပေါ်တတ်ပါတယ်။စိတ်ကြွစီအသုံးပြုနေချိန်မှာဖြစ်ပေါ်တတ်သလိုဆေးရက်လိုက်ချိန်မှာအစာထိုးဆွဲလမ်းမှုအဖြစ်ဖြစ်ပေါ်တတ်ပါတယ်။